်မင်္ဂလာပါရှင် MBP ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တစ်ဆက်သူမူအိမ်ကျဲပါ။မန္တလေးတိုင်းပြော်ဝံမြို့နယ်ကညောင်ကုန်းရေစကန်အနီးစိုးစုစစဲကကိုဝေရောက်တိုက်ခိုက်ခဲ့ရမှာစိုးစုအရာခံဘိုးပါဝင်၄ဦးသေဆုံးပြီးတော့တနက်လေးလက်နဲ့ဆက်ဆက်ပစ္စည်းတွေတင်းစီရမိခဲ့တယ်လို့အောင်စမ်းမြေတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။စွန်လ26ရက်မနက်၈နာရီခန့်မှာပျော်ပွဲမြို့နယ်ညောင်ကုန်းရဲစခန်းအနီးမှာပြည်သူတွေကိုဖမ်းဆီးငွေညစ်နေတဲ့စစ်စေးကိတ်ကို ိုတင်တဲ့ရင်ထောက်လန်းပြီးတော့လက်ဦးမှုရယူကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အောင်စမ်းမြေတပ်ဖွဲ့ကတာဝန်ခံကိုပါမတီကပြောပါရယ်စစ်ကြေးကောက်တာကိုကြိုတင်တဲ့ရင်ရထားတဲ့အတွက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့၃မိနစ်အတွင်းတိုက်ခိုက်နိုင်ခဲ့တာလို့ကိုပါမတီကပြောပြပါရယ်တိုက်ပွဲကြချိန်၃မိနစ်ခန့်မှာစိုးစုဘက်ကပြန်လဲပြစ်ခတ်ချိန်မရခဲ့တာကြောင့်တော်လန်ကြီးတပ်ဖွဲ့ဘက်ကအထိခိုက်မရှိအောင်အောင်မြင်မြင်ပြန်လဲစုခွာနိုင်ခဲ့ပါရယ် တိုက်ပွဲတွေမှာစိုးစုအရာခံဘိုးအဆင့်အပါဝင်၄ဦးသေဆုံးပြီးတော့ကျန်တဲ့စိုးစုရဲတအုပ်နဲ့ပြူစော်ဒီတအုပ်တို့မှာလက်နက်ယူပြီးတော့ထွက်ပြေးသွားပါတယ်။သေဆုံးသွားတဲ့စိုးစု၄ဦးစီကနေတနက်၃လက်သိသိရမိခဲ့ကတနက်တလက်မှပျက်စီးနေပြီးတော့9.56ကြီအမျိုးအစား64တောင်းဖုန်းနှလုံးနဲ့ငွေကျပ်38000တို့ကိုသိသိရမိခဲ့ပါတယ်။စုံလာရှိရကလည်းမကွေးတိုင်းနမောင်မြို့နယ်ကနေလာတဲ့စိုးစုလေရင်စီတဲ့စီပေါ့စာကားတစ်စင်းကို ရန်ကုန်မန္တလေးအမြန်လမ်းမမိုင်တိုင်262နှစ်မှာအောင်စမ်းမြေတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါသေးတယ်။စကိုင်းတိုင်းစကိုင်းမြို့တဲကြီးကျေးရွာကိုစိုးစုကဆင်းနေပြီးတော့မတန်ဆွမ်းသူအပါဝင်ပြည်သူ၆ဦးနဲ့တော်လိုင်းရဲဘော်နှုတ်ဦးကိုတက်ဖြတ်သွားတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုပြောပါရတယ်။စိုးစုတပ်တွေဟာဇွန်25ရက်မှာအင်အား200ကျော်နဲ့စစ်ကြောင်း2ကြောင်းဖြန့်ကတဲကြီးကျေးရွာကိုဆင်းနေဝင်ရောက်ပြီးတော့ အတန်ဆွမ်းသူအပါအဝင်ပြည်သူ6ဦးနဲ့တော်လိုင်းရဲဘော်2ဦးကို စုစုပေါင်း10ဦးကိုဖမ်းဆီးတပ်ဖြတ်သွားတာလို့သကိုင်းတိုင်းတရင်တဲတရင်မူကိုရက်ခါကပြောပါရယ်တပ်ဖြတ်ခံရသူ10ဦးထဲမှာ6ဦးကပြည်သူတွေဖြစ်ပြီးတော့2ဦးကတော့တော်လိုင်းအင်အားစုတွေကဖြစ်တယ်လို့ကိုရက်ခါကပြောပါရယ်အခုလိုတပ်ဖြတ်ခံရသူတွေဟာမတန်ဆွမ်းသူအပါအဝင်အမျိုးသား၈ဦးဖြစ်ပြီးတော့စုံစုတက်တွေကတိုင်ဝင်တိုင်ထွက်ခေါဆောင်ကဖမ်းဆီးတပ်ဖြတ်ပြစ်လိုက်တာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရတယ်။ လက်ရှိချိန်မှာတော့စိုးစုတက်တွေကတဲကြီးနဲ့တောင်းမကြီးရထဲမှာတက်ဆွဲထားကြအောင်သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို မကောက်ယူနိုင်သေးသလိုသတင်းအစားအနာမရပဲပျောက်ဆုံးနေတဲ့ဒေသခံတချို့ရှိနေသေးတယ်လို့သခိုင်းမျိုးတော်လင်းအင်အားစုထောက်ဖို့တာဝန်ခံကိုရဲကပြောပါရယ်စိုးစုတက်တွေကစင်းနှင်းဝင်ရောက်နေရကြောင်းတဲကြီးကြီးရအပါဝင်တောင်းမှာညောင်ကုန်းစတဲ့ကျေးရတွေကဒေသခံထောင်ထဲချီထွက်ပြေးတိမ်းရှောင်နေရပြီးတော့နေရမပြတ်နိုင်သေးဘူးလို့အကူအညီပေးနေသူတွေကပြောပါရယ် ဒီပြစ်စံနဲ့ပတ်သက်ပြီးစိုးစုတက်ကတော့ဇွန်လ25ရက်မနေ့ပိုင်းအချိန်မှာသခိုင်းမျိုးတဲကြီးရွာစာတင်ကျောင်းမှာအကျန်းဖတ်တွေကလက်နက်ခဲယမ်းတွေပြုလုပ်ဖို့တိုးဝဲထားတယ်လို့ဒေသခံတွေရဲ့သတင်းပေးမှုကြောင့်နယ်မြေစစ်ကြောင်းကတွားရောက်ရှင်းလင်းရမှာထိတွေ့မှုအနှဲငယ်ဖြစ်ပွားခဲ့ရာရန်သူတို့ချို့ထွက်ပြေးသွားခဲ့တယ်ဆိုတာနဲ့ PDF အလောင်း၈လောင်းလက်လုံတနက်မျိုးစုံ16လက်ဘုံသီး10လုံးလက်လုံမိုင်း3လုံးကြီကြီစံတိမ့်ပိုက်ရရှိခဲ့တယ်လို့အောင်ပွဲခံသတင်းဖြန့်ထားပါတယ် တဲကြီးကျွရမှာစိုးစုတက်တွေနဲ့တော်လိုင်းရင်တက်တွေမကြာခဏတိုက်ပွဲဖြစ်ပွားနေပြီးတော့အာနာသိမ့်ပြီးတဲ့နောက်စိုးစုဖန်စီတက်ပြက်ခံရသူပြည်သူရဲဘော်စုစုပေါင်း15ဦးကြာဆုံးခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရယ်စိုးစုတက်တွေကဇွန်26ရက်ညနေ4နာရီအချိန်မှာကျွေဘုံမျိုးနယ်ဥပိုလ်ကျွရကိုလက်နက်ကြီးနှလုံးနဲ့ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်လက်ဖက်ဆိုင်နဲ့နေအိမ်တလုံးပေါ်ကြားရောက်ပောက်ကွဲပြီးတော့အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ရွှေဘုံမြို့ဒေသခံတို့ကပြောပါရယ်အခုလိုစိုးစုကလက်နက်ကြီးနဲ့ပြစ်ခတ်တာဟာတော်လိုင်းအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့အကြောင်းမဲ့ပြစ်ခတ်တာဖြစ်ပြီးတော့နေအိမ်တချို့ထိမှန်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စိုးစုတပ်တွေကလက်နက်ကြီးနဲ့ပြစ်ခတ်တာကြောင့်အိုးဘိုကြီးရအပအဝင်စီးပြုတ်ကုန်တလုံးစားတဲ့ကြီးရတွေကဒေသခံတထောင်ကျော်တောတောင်အတွင်းထွက်ပြေးတိမ်းရှောင်နေရပြီးတော့စာနယ်ဇင်းကပြက်လက်မှုနဲ့ကြုံတွေ့နေရတယ်လို့ကြောင်ရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘိုးကြောင်ရိုင်းကပြောပါရယ် ချွေဘိုမျိုးနယ်မှာပြီးခဲ့တဲ့ဇွန်နေ့ဆက်ရက်ကစိုးစုကတဲပင်ကြီးရွာတဲ့ကိုလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်ခဲ့ရာကြောင်းဟုံအကြောင်းတွင်ကြားရောက်ပောက်ကွဲပြီးတော့ကလေးငယ်တူထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့သူကစပ်ပြောပါရယ်ချွေဘိုမျိုးနယ်မှာအာနာသိန်း၄နှစ်ကျော်တွင်စိုးစုတပ်တွေနဲ့ပြူစောတိတွေမိရှုဖြစ်စီလို့ကြေးရွာပေါင်း190ကျော်နဲ့ရွာပေါင်း90ကျော်မိလောင်ပျက်စီးခဲ့ပြီးအိုးမဲအိမ်မဲဖြစ်ရသူ2000ကျော်ရှိခဲ့ပါရယ် အမျိုးသားညီညွတ်အစိုးရ NUG တိုက်ပိုက်ထိန်းချုပ်ထားတဲ့စကိုင်းတိုင်းအထက်ပိုင်းကပင်လယ်ပြိုးမြို့မှာအိမ်သုံးစားဝယ်ရခတ်ခဲနေပြီးတော့25ပိတ်သားတအိတ်ကိုချက်6000တောင်းထိဈေးနှုန်းမြင့်တက်နေရလို့ဒေသခံသတင်းချို့ကပြောပါတယ်။ပင်လယ်ဘူးနယ်ကဒေသခံတွေအနေနဲ့စားတောက်ကိုအများစုကိုကောလင်းမြို့ကဝယ်ယူကြရတာဖြစ်ပြီးတော့ကောလင်းနယ်ကလည်းမန္တလေးနဲ့မုံရွာကနေဝယ်ယူကြရတာဖြစ်ပါတယ်။ကောလင်းမြို့နယ်မိုင်90ကျော်သာဝေးတဲ့ပင်လယ်ဘူးမြို့မှာကုန်စည်တွေဈေးပိုတက်လာတာ ကောလင်းမြို့ပြတ်သွားကြတဲ့ကနေအခုချိန်ထိတရရိပ်တက်လာတာ ဖြစ်တယ်လို့ဆိုပါတယ်။ပင်လယ်ဘူးနယ်ခံတွေအနေနဲ့မန္တလေးကနေဓာတ်ရိုက်ဝယ်ယူမယ်ဆိုပါကလည်းတချို့ပစ္စည်းတွေကဝယ်ယူရတဲ့ပစ္စည်းစီထက်ဒဇာကဈေးကပိုပြီးတော့ဈေးကြီးမြင့်နေတာလည်းဖြစ်တယ်လို့ဆိုပါတယ်။ပင်လယ်ဘူးနယ်မှာအိမ်သုံးစားအပြင်ကုန်းသီးဈေးတွေပါမြင့်တက်နေပြီးတော့ကုန်းသီးတစ်ပိတ်သာကျပ်၄000ကျော်ဈေးပေါက်တယ်လို့ဆိုပါတယ်။ပင်လယ်ဘူးမြို့ကိုတော်လိုင်းအင်အားစုတွေက2024အောက်တိုဘာလအတွင်းက တိမ်ပိုက်ခဲ့တာဖြစ်ပြီးတော့မြို့နယ်တစ်ခုလုံးမှာစုံစုကင်းစင်ဒေသဖြစ်နေပြီလည်းဖြစ်ပါတယ်။လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်မာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်တဲ့ပုံကိုပါဘုံကူကျင်မရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံခိုစရာဖြစ်ရွေးချယ်ပါ။ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနားဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ